Hello မြန်မာခင်ဗျာကျွန်တော်ဒီနေ့ပြောပြသမယ်တော့ဒီ page အကြောင်းဖြစ်ပါတယ်ဒီ page က page quality အနေအားဖြစ်နေတယ်အဲ့ဒီအနေအားနဲ့အစင်းရဖြစ်အောင်ဘယ်လိုပြင်ပြသွားရမလဲဘယ်လိုရှိရင်ဒီ page owner မသိနားမလဲပဲဘယ်လိုအမှားမျိုးတွေလုပ်ခဲ့ပြီးတဲ့အတွက်ကြောင့်မို့ page quality အနေအားဖြစ်သွားခဲ့တဲ့ဆိုမှဒီ video မှာအားလုံးအသေးစိတ်လုပ်ပြီးကျွန်တော် ပြောပြရှင်းပြပေးမယ်အကယ်လို့လူချင်းမျိုး page မှာလည်း page quality အနေအားဖြစ်နေတဲ့ profile အနေအားဖြစ်နေတဲ့ straight ထိနေဆိုရင်တော့ဒီ video file ကြည့်ပြီးမှကိုကိုတိုင်း fishing သွားလို့ရပါတယ်အဲ့အတွက်ဒီ page owner ပြောတယ်မဲ့သူရဲ့ page status တော်တော်ချိန်တော့ပြမယ်ဒီမှာတစ်ချက်ကြည့်မှဆိုရင်တော့ pages and resource နော်အောက်မှာ corporate leading ၅ချိန်တော့ထည့်ထားတယ်ဒီ page မှာ corporate ၅ချိန်ထည့်ထားတဲ့အတွက်ကြောင့်နောက်ထပ်တစ်ချိန်တော့ corporate လာမျိုးဆိုလို့ရှိရင်သူ page က suspended ဖြစ်မှာ page က post နဲ့အပိုင်းပညာပိတ်တော့ပြနိုင်တဲ့အတွက်ကြောင့် attribute ကိုဆက်ပို့လွယ်တယ်ဒီ page မှာဘာကြောင့် strategy တွေထည့်လဲဆိုရင်ကျွန်တော်အသေးစိတ်ကျွန်တော်ပြပြရှင်းပြပေးမယ်ဒီ page မှာတင်တဲ့ content ဟာကိုယ်ပိုင် content မဟုတ်ဘဲသူများ content တွေကိုအလွယ်တကူ download ဆွပြီး third party ရဲ့ cookie မရှိဘဲပြန်တိကျ edit မလုပ်ဘဲသူ page မှာတင်ပြီးတော့တဲ့အတွက်ကြောင့် strategy တွေထည့်မှာ page quality အနေနဲ့ ြစ်သွားခဲ့တဲ့အဲ့လိုမျိုးနဲ့ပတ်သက်ပြီးလုံဝတင်လို့မရဘူးအကယ်လို့ကိုက page မှာကိုပိုင် content တင်ဖို့မနေဘူးကိုပိုင် video fan TV တင်ဖို့မနေဘူးသူများ video ယူသုံးချင်တယ်ဆိုရင် သူများ video ယူပြီးမှ corporate looking အောင်တခြားလေး edit လုပ်ပြီးမှ page မှာတင်တော့လို့ရတယ်အဲ့တော့ကျွန်တော်ဒီမှာတင်နှန်းတက်လို့ရပါတယ်တက်ပုံတွေကိုလည်း corporate looking အောင် edit လုပ်ပြီးမှ page မှာတင်ပြီးဝင်ငွေရှာလို့ရပါတယ် နောက်တစ်ခုကြတော့ဒီမှာ security advice ဆိုပြီးပြထားတယ်။အဲ့ဒါကျတော့ဘယ်လိုမျိုး content လဲဆိုရင်ကျွန်တော်ဒီ tab point တင်တဲ့ဖြစ်စေ၊ video တင်တဲ့ဖြစ်စေဒီ security နဲ့ပတ်သက်ပြီး link ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး app အများစကလုံးနဲ့ app အများ video file လေးတွေတင်ပြီးတွားခဲ့တယ်ဆိုရင်အခုလိုမျိုး straight လေးတွေထိမှ page quality အနေနဲ့ဖြစ်တဲ့ account မတင် suspended ပါဖြစ်တော့ဘယ်နဲ့လဲတို့ကြောင့်မို့အဲ့လိုမျိုး content လေးတွေတုံတော့လို့မရပါဘူးခင်ဗျာနော်။ video ဖြစ်စေ၊စကလုံးဖြစ်စေဒါမှမဟုတ်ဒီ tab point ဖြစ်စေ လင်းပိုင်းဆိုင်နဲ့ပတ်သက်ပြီးတင်တော်လို့မရပါဘူးနောက်တစ်ခုကျတော့ကျွန်တော် pitch မှာဒီ skin shot နဲ့ပတ်သက်ပြီးမတော့တူတယောက်ပုတ်ခတ်တဲ့ skin shot နဲ့ပတ်သက်ပြီးဒါမှမဟုတ် KP WP ငွေလဲ skin shot ငွေအမောက် skin shot နဲ့ပတ်သက်ပြီးတူတယောက် blacklist တင်တဲ့ပုံစံမျိုး skin shot နဲ့ပတ်သက်ပြီးလုံးဝတင်တော်လို့မရအောင်အဲ့လိုမျိုးတင်သွားမယ်ဆိုရင် Facebook AI ကနေ detect လုပ်ပြီးမှကျွန်တော် pitch တွေ account တွေကို straight ပေးပါတယ်အခုလိုမျိုး straight လာခဲ့ပြီးဆိုရင်တော့ကျွန်တော် d admin နဲ့ post တင်တဲ့အခါမှာဒီ pitch မှာ straight လာတဲ့အတွက်ကြောင့်မို့ d admin account ပါအနီးအောင်ဖြစ်သွားခဲ့တဲ့အတွက်ကြောင့်မို့ admin ကောင့်ရော page တော့တက်ခါတယ်ပြုပြင်ရပါတယ်ခင်ဗျာနော် page တမျိုးတည်းပြုပြင်နေရတယ်အဓိက main point ကိုကျွန်တော်ပြောပြပေးမယ်ဒီ page ကနာဘလို content မျိုးတင်ထားလဲဆိုပြီးအားလုံး live group အနေနဲ့ကျွန်တော်သူရဲ့ page home တစ်ချိန်တော့ကျွန်တော်အသေးစိတ်ကျွန်တော်ပြောပြပေးမယ် ဒီပစ်နာမည် time to change something ဘောနော်ပစ်နာမည်တော့အရင်ကောင်းတဲ့ diamond တင်ထားတဲ့ content နဲ့အဆင်မပြေဖြစ်နေဒီမှာတစ်ချက်ကြည့်မယ်ဆိုရင်ဒါ TikTok ရဲ့ video ဘောနော်ဒီမှာဆိုရင် TikTok logo ပါတယ် TikTok ရဲ့တချင်းပါတယ်ဘောနော်ဒီလိုဆိုကျွန်တော်အားလုံးအသေးစိတ်ဖွင့်ကြည့်ပြီးပြီအခုလိုမျိုးတင်နေဆိုရင် page မှာအနည်းနဲ့အမြန် copy လာတယ်ခင်ဗျာ TikTok ရဲ့ video download ဆိုပြီးတင်နေဆိုရင် TikTok ရဲ့နောက်ခံတချင်းပါတယ် TikTok ရဲ့ data ပါတယ် TikTok ရဲ့ logo ပါတယ်အတွေ့အကြုံမှာအနည်းနဲ့အမြန် copy ထိတယ်ကျွန်တော်ဒီ ပြန်တိချာ edit လုပ်ပြီးတင်လို့ရတယ်သူရဲ့နောက်ခံတချင်းပြန် release လုပ်ပြီးမတင်လို့ရတယ်ဒါပေမဲ့ဒီ page ကဘာမှမလုပ်ဘဲဒီဟန်တင်ထားတဲ့အတွက်ကြောင့်မူဒီဥစားအခုမဟုတ်ရင်တော့အနည်းနဲ့အမြဲ corporate ထိကိုထိတယ် facebook ရဲ့ app တွေမှာ corporate လာကိုလာမှာပေါ့နော်အောက်မှာတစ်ချက်ကြည့်မှဆိုရင်ထုံးီး၎င်းပဲဒါလဲ covid တက်ပုံမဟုတ်ဘဲသူများတက်ပုံတွေကို alert တွေကို down ဆိုပြီးပြန် edit မလုပ်ဘဲတင်ထားတယ်ဘလို့ edit လုပ်ရတယ်ဆိုပြီးကျွန်တော် action မှာလဲကျွန်တော်ပြောပြပေးထားပါတယ်ခင်ဗျာဒီမှာတစ်ချက်ကြည့်မှဆိုရင် tiktok video ယူသုံးထားတယ်ဒီမှာလဲ tiktok video ဒီ page မှာပြောမှုဆိုအားလုံးဟာကိုပိုင် content မဟုတ်ဘဲသူများ content ချက်ချက်ယူပြီးတုံထားပါတယ်အဲ့အတွက်ကျွန်တော် live group အနေနဲ့ပို့ပြီးမှ confident ဖြစ်အောင်ကျွန်တော်တစ်ချက်ပြပြီးမှ edit မှာ spot inbox တစ်ချက်တော့မယ်ပြီးရင် you are alert ပေါ့နော်ပြောမှုဆိုရင်အားလုံးက live group ပြမှာယုံကြည်ကြတဲ့အတွက်ကြောင့်မို့ live group အနေနဲ့ကျွန်တော်တစ်ချက်ပြပြီးမှ blue copyright လာတယ်ဆိုပြတော့ပေါ့နော်အဲ့အတွက်ကျွန်တော်နော်ပြမယ်နောက်တစ်ခုဒီ page online တင်တာဥစ္စာကျွန်တော်ဒီဥစ္စာတော့ကျွန်တော်ဖွင့်ပြလို့ပြလို့မရဘူးဖွင့်ပြမယ်ဆိုရင်ကျွန်တော် awesome nick offer tv လာခွင့်နိုင်တယ်ပေါ့နော်ဒါကြတော့အစောတုန်းကဒီ နိုင်ငံရေးကာလမှာဆိုလူနှစ်ယောက်မီရှိုးတဲ့ဥစ္စာနဲ့ပတ်သက်ပြီးမှသူကတင်တော့ခဲ့တဲ့အတွက်ကျွန်တော် Facebook ကချက်ချင်းတော့မုတ်လို့ပြီးမှ strike ပြီးတော့ခဲ့တယ်ဒီဒီမျိုး content နဲ့ပတ်သက်ပြီးတင်လို့မရဘူးတူတယောက်ညင်းပန်းနေဆက်တဲ့ဥစ္စာနဲ့ပတ်သက်ပြီးတွေးထက်တင်လို့တဲ့ဥစ္စာနဲ့ပတ်သက်ပြီး acid နဲ့လို့တဲ့ဥစ္စာနဲ့ပတ်သက်ပြီးတင်တော့လို့မရအကက်လို့တင်သွားမယ်ဆိုရင်တော့တွေ white ပြီးမှသွေးတွေကို steak နဲ့အုပ်ပြီး brava ညာခံပြီးမှတင်သွားရင်တော့ရလို့ပေါ့နော် Okay ကျွန်တော်ဒီမှာတစ်ချက်လာမယ်ဆိုလို့ရှိရင်ဒီ page owner တင်ထား content မှာဆင်းဒီမှာ TikTok ကဗီဒီယိုဖြစ်ပါတယ်ခင်ဗျာ။အဲ့အတွက်ကျွန်တော် CTT တစ်ချက်နေတော့မယ်ဆိုရင် TikTok ရဲ့ဗီဒီယိုတင်ဘလိုကြောင့် coffee လာလဲဆိုကျွန်တော်မှတ်ချက်ကြည့်မှဆိုရင် audio မှာဆိုရင်9 minute နဲ့16 second မှာ coffee ထိထားတယ်ဗီဒီယိုမှာဆိုရင်တော့3 minute နဲ့28 second မှာတော့ coffee ထိထားတယ်ခင်ဗျာနော်ဒီဥစ္စာကျွန်တော် pitch မှာထားမှဆိုရင်နည်းနည်းကြာမယ်ဆိုရင် Facebook AI က detect လုပ်တဲ့အချိန်မှာနောက်တစ်ချိန်ပေါ့နော်နောက်တစ်ချိန် detect လုပ်တဲ့အချိန်မှာ pitch owner ရဲ့ဘက်ကမပြုတ်ပြင်မဲ့ဒီတိုင်းဆက်လက်ပြီးထားတယ်ဆိုရင်တော့ဒီ video only me ဖြစ်ပြီးကြည့်နေတယ်နောက်တစ်ချိန် Facebook AI က detect လုပ်တဲ့အချိန်မှာတိတော့ချစ်တယ်ဆိုရင်ဒီဥစ္စာ straight ပေးပြီးမှ pitch quality မှာ suspended လုပ် ော့ဖ်ဝဲနိုင်တဲ့အတွက်ကြောင့်မို့ဒီဥစားကျွန်တော်ဖြတ်ဖို့အရေးကြီးပါတယ်အဲ့အတွက်ကျွန်တော်ဖြတ်ဖို့စဉ် continue တစ်ချက်ပြန်နေသွားမယ်ပြီးလို့ရှိရင် now တစ်ချိန် continue တစ်ချက်ပြန်နေသွားမယ် now တစ်ချိန် continue ပြန်နေသွားမယ်ဒီမှာဆို3 option ပေးထားတယ်အဲ့ကဲလို့ကျွန်တော်တို့က original video တင်ထားရတဲ့ဒါနဲ့ကိုမတော်တဆဘေးရနဲ့နောက်ခံတရှင်နေအနေချင်းနဲ့ဘာညာပါသွားခဲ့တဲ့ဘာညာဆိုရင် accept chain ဘာညာဒါမှမဟုတ်ရင်လည်း submit ဘာညာလုပ်လို့ရတယ်ဒါပေမဲ့အကောင်းဆုံးကတော့ကျွန်တော်ဆက်ဗီဒီယိုဖြတ်လိုက်တာပို့ပြီးကောင်းတယ်ဒီအပေါ်ကနှစ်ခုကြတော့ ် FL တင်နေစမစ်အချင်းပါညာလောက်သွားခဲ့တဲ့ဆိုရင်လည်းအနည်းနဲ့အများကျွန်တော် page တွေ error ဖြစ်နေတယ်ဝင်ဝေရကြောင်းနဲ့ပိတ်တော့ဖြစ်နေတယ် page အခန်းတင်ထပ်ပြီးစိုးတော့ဖြစ်နေတဲ့အတွက်ကြောင့်မို့ remote video လောက်ပြီးမှဖြတ်သွားတာအကောင်းဆုံးဖြစ်ပါတယ်ခင်ဗျာနော်အဲ့တော့ကျွန်တော်ဖြတ်ပြပေးမယ် ဒါကြတော့ဗီဒီယိုအချိန်အနည်းငယ်ပြီးမှကြည့်သွားပြပါအားလုံး step by step ကျွန်တော်ပြပေးတဲ့အတွက်ကြောင့်တချို့ကျတော့ကြည့်လိုက်ခါနာနည်းနည်းပြင်ကြတဲ့အတွက်ကြောင့်ပေါ့နော်ဗီဒီယိုလေးကိုတခြားလေးကြည့်ပြပါကိုကိုရနားလေးသဘောပေါက်ပြီးဆိုမှကို page ကိုကိုကအလိုလိုဆောင်တော်လို့ရတယ် page တစ်ခုကလည်း window block ရှာလို့ရတယ်ဆို unlimited ရှာလို့ရပါတယ်ခင်ဗျာနော်အဲ့တော့ကျွန်တော်ဒီဖက်တစ်ချက်ပြန်သွားမယ် ဒီဗီဒီယိုတစ်ခုဆိုလဲဒါကိုဗန်ဗီဒီယိုမျိုးပဲသူများဗီဒီယိုယူသုံးထားတာဘောနော်အဲ့အတွက်ကျွန်တော်ဒီဥစားဖြတ်ဖို့ဆိုရင်တော့အဲ့လွယ်တကူကျွန်တော်ဒီရက်ဆွဲလေးထောက်လိုက်မယ်ကျွန်တော်ရက်ဆွဲထောက်လိုက်ပြီးတော့ဒီပုံစံပေါ်လာခင်မင်းတင်ပါစေအနီအောင်ပြပြီးမှဒီပုံစံဖြစ်နေဒီဗီဒီယိုကကိုဗန်ဗီဒီယိုမျိုးသူများဗီဒီယိုယူသုံးထားတယ်ဘောနော်ဒီလိုမျိုးသူများဗီဒီယိုယူသုံးလို့မြောက်ဆိုကျွန်တော်ခဏခဏပြောတယ်ယူသုံးမှဆိုရင်ဘလို့ active တွားရမယ်ဆိုကျွန်တော်ရဲ့ channel ကျွန်တော်ရဲ့ page မှာဗီဒီယိုတင်ထားပြီးတဲ့ကိုဗန်ဗီဒီယိုမျိုးပဲသူများဗီဒီယို download ဆဲပြီးပြန် active လုပ်ပြီး page မှာ account မှာတင်ပြီးမှ content မှာရှင်တဲ့ဝင်ငွေရှာပွန် ချန်နီ step by step အားလုံးကျွန်တော်ပြပေးထားပါတယ်အဲ့တော့ကျွန်တော်ဒီဥစ္စာဖြတ်ဖို့ဆိုရင်တော့ဒီဥစ္စာလေးတစ်ချက်နေပြီးမှ delete ဆိုပြီးမှကျွန်တော်ဖြတ်သွားလိုက်ပါမယ်ပထမနည်းက not in နဲ့ဖြတ်ဖြတ်ပြတယ်ဒုတိယက not in နည်းနဲ့ကျွန်တော်ဖြတ်ပြပေးတယ်ဖြစ်ပါတယ်ခင်ဗျာနော် okay ကျွန်တော် fill up ဖြတ်ခဲ့တဲ့ဒီဥစ္စာကျွန်တော်ပြန်မှ refresh လုပ်လိုက်မယ်ဆိုဒီမှာပြတ်သွားခဲ့ပြီပေါ့နော်ဒါပေမဲ့ဒီဥစ္စာကျွန်တော်ဖွင့်ပြလိုက်ပြီပြလို့မရဘူးဒီဥစ္စာကျွန်တော်ပြင်ပြပြလို့မရဘူးအဲဒါကြတော့ကျွန်တော်ဗီဒီယို offload ပြီးမှကျွန်တော် ကိုကိုတိုင်းဖြတ်သားပေးပါမယ်ပြီးလို့ရှိရင်ကျွန်တော် page ကိုမလုတ်เสียကြံသေးလဲဆိုလို့ရှိရင်ကျွန်တော်ည page home တစ်ချက်ပြန်သွားပြီးမှကျွန်တော်ပြပေးမယ်အခုနကျွန်တော်ပြောတဲ့အတိုင်းဒီ page မှာတင်ထားတဲ့ content တွေက အားလုံးဟာကိုပိုင် content မဟုတ်သူများ content တွေဖြစ်နေရစေဒီ video ကျွန်တော်တို့ချက်ချင်းဖြတ်သွားလို့မရချက်ချင်းဖြတ်သွားခင်မစ page က suspended ဖြစ်သွားနိုင်တဲ့အတွက်ကြောင့်မို့အင်းဆုံးကျွန်တော်တို့ဒီ page မှာကျွန်တော်ပြောတဲ့အတိုင် original video original content ဒါမှမဟုတ်ကိုပိုင် content မဟုတ်ရင်မှ conflict looking ကိုတခြား edit လုပ်ပြီးမှ content တွေတင်သွားရမယ်ဒီ page မှာ content တင်တဲ့ develop ဖြစ်သွားခဲ့ပြီဆိုမှတန်လေဒီ content တွေကိုကျွန်တော်တို့ဒီဖက်ကနေဒီ manage post တို့တစ်ချက်နေမယ် manage post တစ်ချက်နေမှာဒီ upload မှာ select all တစ်ချက်နေမှာပေါ့နော် အပေါ်မှာ select all တစ်ချက်နဲ့မှာတခါလို့ရင်55ခုအခု50ပုံတခါဖြစ်ရင်အခု50ဖြတ်လို့ရတယ်ပြီးရင်ကျွန်တော်ဒီ famous nest တစ်ချက်သွားမယ် then delete name မယ် ဒီလစ်ဆိုလို့ဆက်လက်လုပ်ပြီးအောက်ကနေဖြတ်ပြီးတော်လိုက်ပါမယ်လောလောဆယ်ဒီဗီဒီယိုဖြတ်လို့မရဘူး page ကတခါတည်းဖြတ်တော့ခဲ့မှုဆိုရင် suspended လုပ်ထားဖို့နိုင်တဲ့အတွက်ကြောင့်မို့ကျွန်တော်အင်ဆုံးအရှိမ content တွေတင်အနောက်က content တွေချိန်တော့ရတယ် double လောက်ဖြတ်တော့ခဲ့ပြီဆိုအားလုံး clear ရေးလုပ်လို့ပြီးတော့ခဲ့ပြီဆိုမှတည်း page ကိုပြန်ပြီးမှ request တွေပြုတင်ပြီးမှဆင်းရလို့တော့မယ် request တွေပြုဘလို့တင်ရလဲဆိုပြီးမှနောက်တစ်ခုဗီဒီယိုမှာကျွန်တော်ပြဖြတ်ပေးမယ်ဒီဗီဒီယိုမှာကျတော့ဒီ page on ဘလို့အမားမျိုးလုပ်ခဲ့မိတဲ့အတွက်ကြောင့် page quality အနေအထားဖြတ်တော့ခဲ့တယ် page quality အနေအထားဖြစ်ရင်ဘလို့ဆိုးကျွေးဖြစ်မှာ ဆိုပြီးတော့ကျွန်တော်ပြောပြရှင်းပြပေးခဲ့ပါတော့နောက်တစ်ခုကျွန်တော် page မှာအကြောင်းရင်းအမျိုးမျိုးကြောင့် page quality အနေအထားဖြစ်သားခဲ့တယ် strategy ထိသားခဲ့တယ်ဆိုလို့ရှိရင်တော့ကျွန်တော် page မှာ post content တွေဘလောက်ပဲတင်တယ် rich enrichment တွေချပြီးတော့ခဲ့တယ်ပြောမစင်ကျွန်တော် post ရဲ့ content တွေ suggest အနေနဲ့ facebook ကပေးတော့ခဲ့တယ် page ရဲ့ page ရဲ့ recommendation အပိုင်းကို ဒီ Facebook ကပိတ်သွားခဲ့တဲ့အတွက်ကြောင့်ကျွန်တော်တင်တဲ့ post content တွေက rich englishman view တွေကျသွားခဲ့တယ်။ဒါပေမဲ့ Telemustrate TV မှာ rich englishman ကျတာစိတ်မှုပါနဲ့ဒီဥစ္စာပြန်စစ်စစ်ပြီးမှအမားတွေ feature ပြီး Facebook team ကို report request တွေပြုတင်ပြီးမှ setting set up ချိန်ပြီးမှပြန် content run ပြီးတောင်းမယ်ဆိုလို့ရှိရင်ကျွန်တော် page က rich englishman တိတိတသားပြောင်းလဲလာမယ်။ဒီ page ကကျွန်တော် service ဆက်ဆက်ချင်း add on ဆိုရင်ဒီ star မှာ check ticket ပြပြီးမှဒီနာဆိုရင် not recommendation ဆိုပြီးပြတယ်။အခုတော့ grow address ပဲပြထားတယ် ပြီးလို့ရှိရင်ဒီမှာ star count တော့ခက်တဲ့အတွက်ကြောင့်မို့ကျွန်တော် page မှာတင်လိုက်တဲ့ post content တွေကဒီ hundred percent မဟုတ်ဘူးဆိုရင်တော့99 percent လောက်ကတော့ rich englishman တွေတက်ပြီးလာပါတယ်ခင်ဗျာနော်အဲ့အတွက်မှာသူကဒီနှစ်ခု option ပေးထားတာပေါ့နော်အဲ့အတွက်ကျွန်တော်ဒီအဲ့အတွက်ကျွန်တော်ဒီ apply ဆိုကျွန်တော်တစ်ချင်းနေတော့ခင်ဗျာဘယ် content မှာသူကနောက်ထပ်ဟိုတာဖြစ်နေလဲပေါ့နော်ကြောပြောမယ်ဆိုရင်သူတင်ထား content အားလုံးက flat content တွေဖြစ်နေပေါ့နော်အဲ့အတွက်ကျွန်တော်ဒီဥစ္စာတစ်ချင်းနေမယ် အဲဒီမှာဘုန်းတူတင်ထားတဲ့ဥစ္စာဒီမှာဆိုဘလောက်ချင်းမိလဲမသိဘူးဆိုဒီစာသားနဲ့ပတ်သက်ပြီးနာစိတ်ပူမိတယ်ဆိုတော့စာသားနဲ့ပတ်သက်ပြီးမှလဲအဲ့ဒါတက်တယ်ပြီးလို့ရှိရင်ဒီဗီဒီယိုတင်တဲ့ခါမှာဒီဗီဒီယိုငှက်ကို များတချောင်းနဲ့ဟိုဘက်ဒီဘက်ဖြောင်းပြီးမှတင်ထားတဲ့ဥစ္စာတော့ပြောမယ်ဆိုရင် NDA ရှိတဲ့ post မျိုးတင်ထားတဲ့အတွက်ကြောင့် Facebook AI ကလည်း detect လုပ်ပြီးမှဒီဥစ္စာကို reuse လုပ်ပြီးတောက်ခဲ့တဲ့အတွက်ကြောင့်ဒီ content ကိုကျွန်တော်ဖြတ်ပြီးသွားရမယ် salary ထားမယ်ဆိုရင် page ကပြတ်တော့ဖွင့်နိုင်တဲ့အတွက်ကြောင့်ကျွန်တော်ဒီဥစ္စာတစ်ချက်နှိပ်မျိုးကျွန်တော် delete ဆိုပြီးနှိပ်ပြီးဖြတ်သွားရမယ်ဒါပေမဲ့ကျွန်တော်ဒီဥစ္စာကျွန်တော်ပြပြလိုက်ဖြစ်ပါတယ်ကျွန်တော် video ပြီးရင်ကျွန်တော်အားလုံးကျွန်တော်ဖြတ်ပြီးသွားမယ်အဲ့အတွက်နောက်တစ်ခုမှလည်းကျွန်တော်ပြပြမယ် ခုမှကျတော့ရာဒီဥတုပူအိုင်နေတာစာသားနဲ့ပတ်သက်ပြီးတော့အဒီတင်ထားတဲ့ content ပါဒီမှာဆိုရင် we will not suggest to post and people ပေါ့လို့ပြောမစင် ကျွန်တော်ဒီ content ဒီ post တွေ error ရှိတဲ့အတွက်ကြောင့်ကျွန်တော် Facebook ကလူတွေကိုမပြပေးဘူး suggest အနေနဲ့မပို့ပေးဘူးဆိုပြီးတော့ပြောတာဖြစ်ပါတယ်ဒီ content မှာကျွန်တော်ဆက်လက်ပြီးမပြုတ်ပြင်မဲ့ဒီရင်ထားမယ်ဆိုရင် content ကပို့ပြီးမှစိုးတော့ဖို့နိုင်တယ်ပစ်တယ်ပို့ပြီးစိုးတော့ဖို့နိုင်တဲ့အတွက်ကြောင့်ဒီမှာ ठी တဲ့ content အားလုံးဖြည့်ရမယ် အခုနောက်ပေါ့နော်ကျွန်တော်ဒီမှာဒီ content ကိုကျွန်တော်အခုနောက်ပြောတဲ့အတိုင်း select all နဲ့ပြီးမှကျွန်တော်ဖြတ်သွားလိုက်မယ်ဆိုရင်အဆင်ပြေပါတယ်အဲ့တက်ကျွန်တော်အခုနောက်တက်ပုံတပုံကျွန်တော်တစ်ချက်ပြန်ပြပြီးမှပို့ပြီးမှနားလေသဘောပေါက်အောင်ပေါ့နော်အဲ့တက်နည်းနည်းအဆင်တော့မယ် ငါပုံစံဒီမှာဘုနော်ဒီငတ်မှာဆိုဒီမှာဆိုတော့အချုံနဲ့ဟိုဘက်ဒီဖက်ဖြောင်းနေဥစ္စာနဲ့ပတ်သက်ပြီးတင်သွားခဲ့တယ်ပြီးလို့ရှိရင်သူကစာသားမှလည်းဒီမှာစိတ်ပူမိရဘုနော်စိတ်ပူမိတယ်ဆိုဒီမှာနည်းနည်းလေးကော်မလေးခံပြီးတင်သွားခဲ့မှာဆိုအဆင်ပြေတယ်ဒီဥစ္စာနဲ့ပတ်သက်ပြီးအသေးစိတ်အသေးစိတ်ကျွန်တော်ရဲ့ channel မှာကြည့်ပြီးမှကိုကိုတိုင်းဖြည့်ရှင်းသွားလို့ရတယ်အကယ်လို့ကိုကိုတိုင်းဖြည့်ရှင်းမှုမနိုင်ဘူးဆိုရင်ကျွန်တော်ရှိမှ service အလို့ရတယ်ဒါမှမဟုတ်တင်နန်းတက်ပြီးမှကိုကိုတိုင်းဖြည့်ရှင်းသွားလို့ရပါတယ်ဒီနေ့ဒီမျိုးဒီလောက်ပဲအားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်ဗီဒီယိုအရင်ရှင်းသွားခဲ့မှာဆိုတဲ့အတွက်ကြောင့်နောက်တစ်ခု video မှာဒီ page quality ီအန်ညာကိုအစင်းရလောက်ပေါ်လုံးနေ process အသေးစိတ်လုပ်ပြီးမှ live group အနေနဲ့ကျွန်တော်ပြောပြရှင်းပြပေးမှာပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာတစ်ခုကျွန်တော်ပြပေးမယ်ဒီ pitch ကမနီယာတော့စင်းတော့ခဲ့တဲ့ဥစ္စာနဲ့ပတ်သက်ပြီးကျွန်တော်တစ်ချက်ပြပေးမယ်ဒီဥစ္စာဆိုလို့ရှိရင်တော့သူစား pitch မှာ straight လေးတွေငားကျင်တော့အထိပ်မှာ ကျွန်တော်စီမှာ service လာအပ်တယ်ပေါ့နော်ကျွန်တော် fake တရားစစ်စစ်ပြီးမှပြပြလိုက်တဲ့အချိန်မှာအချင်းတို့အတွင်းမှာပဲ page ကစိန်သက်ခဲ့တဲ့အတွက်ကြောင့်မို့သူကပြောတယ်အဲ page နေတာ corporate strategy မရှိတော့ဘူးရှင်လေဒီနေ့မနေ့ page switch englishman တက်ပြီးဇေယွန်တက်လာလို့ page ကိုစစ်ကြည့်လိုက်တဲ့အချိန်မှာစိန်နေတဲ့ဝန်တာပါတယ်ကျွန်တော် fake ကသူကဒီ page စိန်သက်ခဲ့တဲ့ဆို page page restore ဖြစ်သွားခဲ့တယ်ဆိုကျွန်တော်ဖက်ကန် note လေးတွေလာတယ်ဒါပေမဲ့ကျွန်တော် service အများနဲ့ကိုင်းနေတဲ့အတွက်ကြောင့်တချို့တလေစာပြဖို့မနိုင်ဘူးပေါ့နော် page send တော့ခဲ့ဆိုပြီးတော့ခဲ့ပြီဆိုမှပေါ့နော်ဒါပေမဲ့တချို့တလေကျွန်တော်စာပို့ပြီးကျွန်တော်တို့သတိပေးတာပေါ့နော်အားလုံးကျွန်တော်ကျေးဇူးတင်ပါတယ် page ကတချို့ပြောတာမစိမ်းဘူးမစိမ်းဘူးပြောတယ်နီးစင်တကြနိုင်ငံပြီးမှအလုပ်လုပ်ဆောင်တော့မယ်ဆိုရင်တော့100မှ100% save ပါတယ်ခင်ဗျာနော်ပြဿနာတိုင်းမှာ FTA ဆိုတာရှိပါတယ်